ဟယ်လိုမင်္ဂလာပါရှင်ကျမမနေ့တော့ဆိုလို့ရှိရင်ပေါ့နော်ကျမတို့ဒီ ocean လို့ပေါ့နော်ဒါ Louis Colbert ဖော်ထုတ်ထားခဲ့တဲ့ဉာဏ်ရှင်ကြီးကဖော်ထုတ်ထားခဲ့တဲ့ဒီ personality ဆိုတဲ့ကိုကြီးကိုသေးဆိုင်ရာအကြံအရာလေးကိုကျွေးခဲ့ပါတယ် The Big Five Personality Traits Model ဆိုတဲ့အကြံအရာလေးပါအဲ့ဒီမှာဆိုကျမတို့ကလေးပေါ့နော်ဟို ocean ကို မှတ်ထားလိုက်ပါလားပေါ့ဒါဆိုလို့ရှိရင် o ဆိုတာ openx သူတို့ကကြတော့ပွင့်လင်းတယ်အဲနောက် c ကကြတော့ conscientious text သူတို့ကကြတော့တာဝန်သိတယ်တာဝန်ကျေပွတ်တယ်အဲနောက်တစ်ခုကကြတော့ဟို oce e ကကြတော့ကျမတို့ extra version နေဟာသူတို့ကကြတော့ဒီပေါ့နော် extra version သမားတွေကကြတော့ကျွန်တော်တို့အလုပ်ကိုပေါ့နော်အလွန်အကျွံဆောင်ရွက်တတ်ကြတယ် extra version သမားတွေကကြတော့အများကြီးဆောင်ရွက်နိုင်ကြတယ်ပေါ့နော်အလုပ်တစ်ခုကနေပြီးတော့အလုပ်နှစ်ခုလောက်ကိုတပြိုင်တည်းပေါ့နော်သူကဟိုဆောင်ရွက်နိုင်ကြတယ်တော်တော်တော်ပါတယ်အဲနောက်တစ်ခုကကြတော့ agreeable ပေါ့နော်သူတို့တွေကလူမှုပေါင်းသင်းဆက်ဆံရေးတွေမှာဟိုအစဉ်အပြေဆက်ဆံတတ်ကြတယ်နောက်တစ်ခုကကြတော့ ဒီကျမတို့ neutralism တို့ခေါ်တယ်ပေါ့နော်ကြောင်တောင်တောင်နိုင်တယ်ပေါ့အဲအဲ့အားလေးတွေဆိုလို့ရှိရင်ဘယ်ထဲမှာပါတော့ဘယ်မိမိရဲ့ personality ရောဘယ်ထဲမှာရှိနေတုံးဆိုတာလေးတွေကိုချိန်ထိုးလို့ရပါတယ်အဲ့လိုပါပဲကျမတို့ပညာဒီခုမင်းတို့ကကျမဆွေးနွေးခဲ့တာကတော့ပညာရှင်ကြီး Louis Goldberg ကနေဖော်ထုတ်ခဲ့တဲ့ personality နဲ့ဆိုင်တဲ့ကိစ္စလေးဟိုအကြောင်းအရာလေးပေါ့နော်ဆွေးနွေးခဲ့တယ် အဲ့လိုပဲခနေ့မှလည်းပဲဟိုဆွေးနွေးတဲ့သူတွေရတာဟိုပေါ့နော်ဟိုပုံတံတန်နေဟို꿰ပြသွားတယ်အဲသူ့ရဲ့ဆိုလိုရင်းနေရတော့ဟိုအဓိပ္ပာယ်တွေအဆိုလိုတဲ့အဓိပ္ပာယ်တွေပေါ့နော်သူတို့ရဲ့အကူအီကိုယ်စီ type တွေရတော့ပေါ့နော်အနည်းငယ်စင်တူမှုရှိပါတယ်အဲစင်တူမှုရှိတယ်များမြဟိုတော့ကွဲပြားမှုအနှဲငယ်မှကိုတိတ်ပြောအနှဲငယ်လေးပဲကွဲပြားမှုရှိတယ်တော်တော်များများစင်တူမှုရှိတယ်လို့ဆိုလိုရင်းဖြစ်ပါတယ်အဲ့တော့ဟို louis ကိုယ့်ဘက်ကဆွေးနွေးထားတဲ့ဒီ the bit five personality twist model ကလည်းဒါတစ်မျိုးဆွေးနွေးထားသလိုပဲခုနောက်တစ်မျိုးလည်းဆွေးနွေးမယ်တစ်ခုနဲ့တစ်ခုဟာ क्वे ပြချာနာကျဲတိတ်မရှိပါဘူးအများဆုံးစင်တူကြပါတယ်ဆိုတာလေးကိုကျွန်မအနေနဲ့ပထမဦးဆုံးပြောပြရစီနောက်တစ်ခုဒီမှာဆိုရင်ကိုကြီးကိုသေး၅မျိုးမင်းတို့ကလည်း၅မျိုးတော့၅မျိုးပဲဒီမှာကျတော့သူက type တွေနဲ့သွားတာပေါ့နော် type A ဟုတ်ပြီ type A ရှိရဲ personality ရှိရဲသူကကြတော့ character ညွှန်ကြားတဲ့သူတွေသူကညွှန်ကြားတဲ့သူတွေကဆိုပြီးတော့ type တစ်ခုရှိမှာပေါ့နော်အဲဆိုလို့ရှိရင်ဒီညွှန်ကြားတဲ့သူတွေ character ညွှန်ကြားတဲ့သူတွေရဲ့သူ့ရဲ့ personality ကဘာတွေလို့ဆိုရင်ရှင်မချက်ကိုဥတည်တဲ့သူတွေဖြစ်တယ်တဲ့ဒီကညွှန်ကြားတဲ့သူတွေကကြတော့နောက်စွန်းစားရယူ စွန့်စားမှုကိုရယူလို့လေသူကစွန့်စွန့်စားစားဆောင်ရွက်ရတာကိုလှုပ်ဆောင်နေတယ်။နောက်တစ်ခုကကျတော့ကျမတို့စိတ်ဖိအားအောက်မှာလှုပ်လှုပ်နေညွန်ကြားတဲ့သူစုဖြစ်တဲ့အတွက်ကိုပဲစိတ်ဖိအားတွေရောတော်တော်များများရှိနေမှာပါ။ဒါပေမဲ့လို့သူကအဲ့စိတ်ဖိအားအောက်မှာဟိုတင်းကျပ်ခံနိုင်ပြီးတော့သူစိတ်ဖိအားအောက်မှာလှုပ်လှုပ်နိုင်တယ်တဲ့။ဒါညွန်ကြားတဲ့ဒီ type A ရှိရတဲ့သူတွေကပေါ့နော်။နောက်တစ်ခုကကျတော့ကျမတို့ဒီ type B ကကျတော့ socializer စက်ဆံရေးကောင်းမှုတူတယ်စက်ဆံရေးကောင်းမှုတူတွေကကြတော့ဆက်သွယ်ရေးကောင်းမှုအတွက်ဥတီတယ်သူတို့ကများနဲ့ဆက်ဆံဆောင်ရွက်ရတာတွေကိုသူတို့အမြင်တန်ကိုပဲနှစ်သက်ကြရဲပေါ့နော်နောက်တစ်ခါပုံမလင်းလင်းစကားပြောတတ်တယ်ဆရာထက်သန်စွာအလုပ်တွေကိုဆောင်ရွက်တတ်တယ်အဲဒါကကြတော့ကျမတို့ဒါ socializer ဆိုရဲဆက်ဆံရေးကောင်းသူပေါ့နော်အဲ type in ကကြတော့ ဒါရိုက်တာညွန်ကြားတဲ့သူညွန်ကြားတဲ့ညွန်ကြားတဲ့ညွန်ကြားတဲ့အလုပ်တွေမှာလုပ်ကင်တဲ့အခါမှာသူကဒီလိုမျိုး personality တွေရှိရပေါ့အဲတိုက်ဖီကကြတော့ socializer သူကကြတော့သူဆက်ဆံရေးကောင်းမွန်တယ်ဆက်သွယ်ရေးတွေကောင်းတယ်အများနဲ့ဆက်ဆံရတာပို့ပြီးတော့သူကပို့ပြီးတော့ဆရာထက်တန်မှုတွေအကောင်းတယ်ပေါ့နောက်တိုက်စီကကြတော့ thinker သင်္ကာရီကကြတော့စဉ်းစားတွေးခေါ်တဲ့သူတွေ။အဲသူတို့ကဘလို့ရဲ့ဘလို့လက္ခဏာလေးတွေရှိမလို့ဆိုလို့ရှိရင် ဘလို့ကိုကြီးကိုသွေးလေးတွေရှိမလို့ပေါ့နော်သူတို့ကအသေးစိတ်ကိုဥတည်ရဲသူတို့အမြဲတမ်းအလုပ်လုပ်ရင်စနေတကျနဲ့ပို့ပြီးတော့အသေးစိတ်လုပ်တတ်ကြတယ်ကျိုးကြောင်ဆက်တဲ့ဆက်ဆက်ပြီးတော့စဉ်းစားစဉ်းစားတတ်တယ်အဲ logical thinking လို့ခေါ်ရဲပေါ့နော်ယုတ်တိရှိရှိပေါ့စဉ်းစားတတ်တယ်တဲ့သူတို့ဒီလိုမျိုးသင်္ကာသမားတွေကပေါ့နော်ဒါဆိုလို့ရှိရင်သူကနောက်တစ်ခါဒီကလိုမျိုးပေါ့နော်ဒီစဉ်းစားတွေးခေါ်တဲ့သူတွေကဒီ type ကြည့်တဲ့သူတွေကကြတော့အလုပ်တစ်ခုကိုလုပ်တော့မယ်ဆိုရင်ပေါ့နော် ကြွကြွတင်တင်ပြင်ဆင်ပြီးမှဆောင်ရွက်တတ်ကြတယ်။အဲဒါမျိုးတွေရှိပါတယ်။ဒါကကြတော့ကျမတို့ type A ရဲ့ type type A ညွှန်ကြားရတဲ့ညွှန်ကြားတဲ့သူတွေ type B ဒီ socializer သူကကြတော့ဆက်ဆံရေးကောင်းမွန်တဲ့သူတွေ type C ကကြတော့သင်ကတွေးစဉ်းစားတွေးခေါ်တဲ့သူတွေအဲသုံးအုပ်စုရှိသွားပြီ။နောက်နှစ်အုပ်စုကြတော့ကျမဆက်လက်ဆွေးနွေးပါမယ်။အဲ့ဒီမှာဆိုလို့ရှိရင် type D ပေါ့နော်။ type တရားကြတော့ supporter သူကထောက်ခံအားပေးတယ် now like ဒါနောက်လိုက်သဘောမျိုးပေါ့နော်။ဒီအကြာတော့သူ agreeable ဆိုရတဲ့ဒီကျမတို့ဒီ personality နဲ့သွားတူမှာပေါ့နော်။ supporter သူကထောက်ခံတဲ့သူနောက်လိုက်လုပ်တယ်အများကသူဒီအရာရာကိုပေါ့နော်။ဒီသူတို့ဒီပေါ့နော်။ကောင်းမွန်မှန်ကန်တဲ့အရာတွေကိုသူအများနဲ့ထောက်ခံပေးတဲ့သူတွေဖြစ်တယ်တဲ့။ ။နောက်တကသူ့ကိုတာဝန်ပေးထားလိုက်လို့ရှိရင်လည်းဒီကဲကိုပဲပေါ့နော်။ဒါကမိမိရဲ့အဖော်ကောင်းပီသားစွာနောက်လိုက်ကောင်းပီသားစွာနဲ့စနစ်တကျလုံဆောင်ပေးတတ်တဲ့သူမျိုးတွေဖြစ်တယ်။ဒီက type D ဆိုတဲ့ supporter ဒီကထောက်တာအားပေးတဲ့သူနောက်လိုက်တွေပေါ့နော်။ဒါဆိုရင်သူတို့ကလုပ်ငန်းကိုဦးတည်ပြီးတော့လုံဆောင်နေအဲလုပ်ငန်းကိုဦးတည်ပြီးတော့အမြဲတမ်းလုံဆောင်ကြရတဲ့ဒီက supporter personality ရှိတဲ့သူတွေကပေါ့နော်။နောက်တစ်ခုတည်ငြိမ်နေ stable ဖြစ်တယ်။ဒီထောက်ကအားပေးတဲ့သူတွေနောက်လိုက်တွေပေါ့နော်။ ဒါတွေကကြတော့တို့ကတီတီငင်ငင်နဲ့အလုပ်ကိုလုပ်တတ်တယ်တတိထားပြီးတော့လုပ်တို့ကိုလုပ်တို့ကိုလုံဆောင်ရတတ်တယ်အဲဒါကကြတော့ကျမတို့ type D ရဲ့ supporter သမားတွေရဲ့ပေါ့နော် supporter သမားတွေရဲ့တို့ကဘာလို့ဆိုရင်ဒါ personality ကြီးကိုကြီးကိုသွေးတွေဒီကိုကြီးကိုသွေးတွေရှိရတို့ကနောက်လိုက်ကောင်းနေဖြစ်တယ်လုပ်ငန်းကိုဥတီပြီးတော့အလုပ်ကိုလုပ်တယ်စတေဘယ်ဖြစ်တယ်နောက်တကတတိထားပြီးတော့အလုပ်လုပ်တတ်တယ် Now type H ကကြတော့ तू တခုလည်းမဟုတ်တော့ဘူးကိုကြီးကိုသွင်းမျိုးစား तू ရောသွားတာပေါ့နော်နှစ်မျိုးသုံးမဟုတ်နှစ်မျိုးထက်ပိုပြီးညီများစွာပေါင်းဆက်နေတယ်ပေါင်းဆက်နေတယ်ဟုတ်တယ်ကျမတို့ type D ဆိုလို့ရှိရင်လည်းတခုလည်း type မဟုတ်ဘူးပေါ့နော် type ကတခုနဲ့တခုပေါင်းဆက်ပြီးတော့မှအဲမိမိရဲ့ personality ကရှိနေတာပါအဲဒီပါဆိုလို့ရှိရင်လည်းအဲ့လိုပဲဒီ type x ကကြတော့ပေါ့နော်ကိုကြီးကိုသေးဥမာဟိုပေါ့နော် အဲ type a နဲ့ဟို type d နဲ့ပေါင်းမလားဟိုညွှန်ကြားတဲ့သူလား supporter ထောက်ခံတဲ့သူအဲအဲ့လိုမျိုးတွေပေါင်းတတ်တယ်အဲ့လိုပဲနောက်တစ်ခုကျမတို့ဒီ director နဲ့ခုကျမတို့ဒီ thinker နဲ့လည်းပေါင်းတတ်တယ်ဒါဆိုရင်သူတို့ကဒါပေါ့နော်သူ type a နဲ့ဒီ type c နဲ့ပေါ့နော်အဲ့လိုမျိုးတွေပေါ့နော်တစ်ခုပေါ့ဈေးအိုက်နှစ်မျိုးကိုကြီးကိုသေးနှစ်မျိုးဟာအာညီမြဆိုတာပေါင်းဆက်နေရရင်လည်းရှိတတ်ပါတယ်တဲ့လူတွေမှာပေါ့လေ အဲ့ဒါလေးကိုကျွန်တော်တို့ဒေးစိတ်ဆက်လေ့လာသွားကြအောင်ပါရှင်။အဲ့ဒီမှာဆိုရင် type A ဒါရိုက်တာညွန်ချန်းသူညွန်ချားသူမှာလည်းအာသာချက်အားနည်းချက်တွေရှိတယ်ကျွန်မအဲ့ဒါကိုဆွေးနွေးပေးမှာပါ။ဒီကညွန်ချားသူမှာအာသာချက်တွေကဘာတွေတော့ကြည်ကြည်အောင်ဆွေးကျွန်တော်တို့လေ့လာကြည့်အောင်။အပြောင်းလဲကိုလက်ခံတတ်တယ်ဒီကကျွန်တော်ဒါရိုက်တာညွန်ချားတဲ့သူတွေကပေါ့နော်အပြောင်းလဲကိုလက်ခံတတ်ကြတယ်။ရီမန်းချက်ကြည်ကြည်ချထားတယ်ပြင်းပြပြလောက်ကင်ဆောင်ရက်တက်တဲ့အလုပ်တစ်ခုကိုလုပ်ရင်စကဲကိုစိတ်ဆာနာပြင်းပြပြနဲ့လုံဆောင်တက်တဲ့ ပြိုင်ဆိုင်လုံစေများတယ်ဒါသူရဲ့ညွှန်ကြားတဲ့သူကအများတဲ့ပြိုင်ဆိုင်လုံစေတည်များတယ်ဒါလည်းဟိုဒါမှလည်းသူရဲ့ဒီဒါရိုက်တာဆိုရညွှန်ကြားတဲ့သူဆိုရဲဟိုပါဆနယ်တီဆိုရဲဟိုနဲ့တိုက်ကြိုက်မှာဟိုလားသူကပြိုင်ဆိုင်လုံစေတည်များတယ်တဲ့အဲဒါကကြတော့အတာချက်တွေပေါ့နော်အပြောင်းလဲကိုလက်ခံတဲ့ရီမန်းချက်ကြီးရပြင်းပြင်းပြပြလုတ်ကန်ဆောင်ရတဲ့ပြိုင်ဆိုင်လုံစေတည်များတယ်ဒါအတာချက်တွေသူ့မှာလည်းအာနေချက်တွေရှိတယ်အာနေချက်တွေကဘာလို့ဆိုခေါင်းမာတယ်မဟုတ်ဆိုခေါင်းမာတဲ့အထဲမှာပါတယ် ဟိုခေါင်းမာတယ်ပေါ့နော်ကိုဒါကိုမှန်တယ်လို့ထင်တယ်ကိုလုံးမယ်ဆိုရင်ခေါင်းမာတယ်တော်တော်လေးကိုပေါ့နော်အဲ့အမျိုးဒီခါကြီးတက်လဲညှိထင်းကြီးရတာပေါ့နော်ဒါအားနေချက်ပါဒီမှာဆိုကောင်းမရဲ့အထက်မှာပါတယ်အလုတ်အလုတ်အလုတ်နဲ့အလုတ်အလုတ်အလုတ်နဲ့ပဲအလုတ်ကိုပဲအလုတ်ပြီးအလုတ်အလုတ်ပြီးလုတ်ပဲစတဲစတဲလုံးဆောင်တတ်တယ်တဲ့ဒါဆိုရင်ပေါ့နော်ကျမကြီးဂရုစိုက်တာမျိုးပေါ့တခြားလူမှုရေးတွေလင်းင်းသွားမှတော့ဒါမျိုးတွေနဲ့ချိန်ထိုးပြီးတော့ပေါ့နော်ဒီမိမိရဲ့အားနေချက်ကလေးကိုပြုပြင်ပြောင်းလဲလို့ရပါတယ်နောက်တစ်ခုကဒေါသထွက်လေသူတို့က ညဒီပေါ့နော်ဟိုအလုပ်ကိုပြင်းပြင်းပြပြလုပ်ကန်ဆောင်ရွက်ရတယ်ညီမချစ်တွေလည်းကြီးရယ်ဆိုအလိုမချမှုတွေကပါလာမှာလေအဲ့တော့ကြတော့ဒေါသထွက်လွယ်တဲ့သူတွေလည်းဖြစ်တတ်တယ်တဲ့အဲနောက်တစ်ခုကကြတော့အဲသဘောထားသေးတယ်ချုပ်ချယ်လိုတဲ့စိတ်တွေလည်းရှိတယ်တဲ့ဒီလိုမျိုးပေါ့နော်ဒါရိုက်တာညွန်ကြားတဲ့ညွန်ကြားသူဆိုတဲ့ personality ရှိတဲ့သူတွေကဒီလိုမျိုးလေးတွေလည်းရှိတတ်ပါတယ်တဲ့အဲဆိုရင် တော်တို့အာတာချက်တွေအာနေချက်တွေသိရဆိုမိမိမှလည်းအာနေချက်ရှိမှာပဲဒီအာနေချက်ကိုအဲဘလို့အတွေးလေးတွေနဲ့ဘလို့ဆောင်ရွက်မှုမျိုးတွေနဲ့ရော့ချသွားအောင်ဟိုမရှိတော့အောင်ပေါ့နော်အာနေချက်တွေမရှိတာတော့ကောင်းဆုံးပေါ့နော်ဒါပေမဲ့ရှိရရှိနေနိုင်ပါတယ်ဒါမျိုးလေးတွေကိုရှော့ချခြင်းနဲ့ရှော့ချ ပေးစီခြင်းအပြင်ပေါ့နော်မိမိကိုယ်ကိုပြန်လဲသုံးသပ်လို့ရတယ်တခြားသူတွေကိုလည်းကူညီဆောင်ရွက်ကူညီပေးလို့ရပါတယ်ဒါဆိုရင်ညကျောနောက် type တစ်ခုကိုလေ့လာသွားကြအောင်ပါနောက်တစ် type တစ်ခုကတော့ socializer socializer ဆိုတဲ့ဆက်ဆံရေးကောင်းတဲ့သူတွေသူကလည်းအာသာချက်အနေချက်တွေရှိတယ်အာသာချက်တွေကဘာတွေလို့ဆိုရင်ဒီကဆက်ဆံရေးကောင်းတဲ့သူတွေကကြတော့ပျော်ရွှင်မှုကိုကြိုက်တယ်တဲ့မိတ်ဆွေဖွဲ့လွယ်တယ်ဒါကြောင့် तू ကကျမတို့ဒီ ဒီဟာက agreeable သမားရင်းနဲ့တူတယ်လေသူကပျော်ရွှင်မှု extrovert တွေနဲ့တူတယ် extrovert တွေနဲ့တူတယ်သူတို့ကကြတော့ဘွမ်းမွင်းပျော်သမားတွေဒီသာဆိုရရှင်ဒီ socializer တွေက extrovert တွေနဲ့တူတယ်သူတို့ကဘွမ်းမွင်းပျော်သမားတွေပျော်ရွှင်မှုကိုကြိုက်တယ်မိတ်ဆွေနဲ့ဖွဲ့တယ်အပေါင်းအသင်းတွေနဲ့ဝိုင်းဖွဲ့ပြီးစကားပြောနေတာသူတို့ပို့ပြီးတော့နှစ်သက်တာကိုနောက်တစ်ခုကကြတော့ osa stigma နဲ့ပြည်စုံတယ်ဒီလိုမျိုးပေါ့နော် socializer ဆက်ဆံရေးကောင်းတဲ့ ဒီကကိုယ်ကြီးကိုသွေးရှိတဲ့သူတွေကပေါ့နော်ဩဇာတိတ်မနဲ့ပြီးဆုံးတယ်အဲ့ဒါစိတ်ကူးရင်တက်တယ်တဲ့သူတို့တွေကဘာလို့ဘာလေးလုပ်ပြီးလို့ရှိရင်ဘယ်လိုလေးကိုဆောင်ရွက်မဲဆိုတာဒီလိုစိတ်ကူးလေးတွေမှာအတွေးလေးတွေနဲ့အစီအစဉ်လေးတွေနဲ့စီစဉ်ပြီးတော့ဆောင်ရွက်တတ်ကြတယ် ဒါလေးတွေကတော့လုံးတစ်ခုကိုလုံးမယ်ဆိုလို့ရှိရင်စိတ်ကူးရင်ပြီးမှလုံးထလုံးကြာလေဒါမှအစီအစဉ်တွေကအော်ဘလူးဘဲလို့ဘာလေးကိုပြီးရင်ဘလူးဟာလေးကိုဆောင်ရွက်မယ်ဆိုတာရဲ့အစီအစဉ်လေးတွေဖြစ်ပေါ်လာမှာကိုဒါတွေကကြတော့ကျမတို့ဆက်ဆံရေးကောင်းသူတွေရဲ့ကိုယ်ဤကိုယ်သွေးအာတာချက်တွေပါဒါဆက်ဆံရေးကောင်းတဲ့သူတွေရဲ့ကိုယ်ဤကိုယ်သွေးဆိုင်ရာအာဏာချက်တွေရှိရယ်သူမှလည်းအာဏာချက်ရှိရယ်ဘာလို့ရှိမလို့ဆိုရင်စိတ်မရှိဘူးတဲ့စိတ်မရှိတဲ့အဖို့ပေါ့နော် အဲနားရကပြည်ညင်းငွေလွယ်တယ်ပြည်ညင်းငွေလွယ်တယ်ဒါမျိုးတွေရှိတတ်တယ်မိမိစိတ်ကိုအလိုလိုက်တတ်တယ်တခါတည်းကြလို့ရှိရင်မိမိစိတ်ကိုအလိုလိုက်တတ်တယ်ရှိရဲ့စိတ်လိုက်မှန်ပါပြုလုပ်တတ်ကြတယ်တဲ့ဒါကကြတော့အာနေจิตတွေပါဆက်ဆံရေးကောင်းတဲ့သူတွေရဲ့ဒါကိုကြီးကိုသေးဆိုင်ရာလက္ခဏာတွေထဲမှာ သူ့ကိုအင်းကျမတို့ socializer တွေပေါ့နော်သူတို့တွေကကြတော့အာတာจิตတွေရှိတယ်အာနေจิตတွေလည်းရှိတယ် အာသာချက်တွေဟာပျော်ရွှင်မှုကိုကြိုက်တဲ့မိတ်ဆွေဖွဲ့လွယ်တဲ့ဩဇာတိတ်ကမနဲ့ပြည်စုံတဲ့စိတ်ကူးရင်တတ်တယ်။အာနေချက်တွေရဲ့စိတ်မရှိဘူးပြီးပြီးညီငွေလွယ်မိမိစိတ်ကိုလိုလိုက်တဲ့စိတ်လိုက်မှန်ပါပြုတတ်တယ်။အဲဆိုရင်အာနေချက်တွေကိုရှော့ချဖို့ဘလို့လို့ဆောင်မလို့ဆိုမိမိရဲ့မိကိုကိုပြန်လဲသုံးသက်ခြင်းအဖြစ်အတွေးလေးတွေရရှိလာလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။ဟေးကျမဒီပေါ့နော်ကိုကြီးကိုသေးငါမျိုးရဲ့အကြောင်းကိုဆွေးနွေးပေးသွားပါရစေ။အိုက်ကငါမျိုးမှာဆိုလို့ရှိရင် ဒီဟာသူကဒါရိုက်တာညွှန်ကြားတဲ့သူတွေရှိမယ်။နောက် social socializer ဆိုရဲပေါ့နော်ဆက်ဆံရေးကောင်းမှုနဲ့သူတွေရှိမယ်။ thinker ဆိုရဲပေါ့နော်ဒီပေါ့နော်စဉ်းစားတွေးခေါ်တဲ့သူတွေရှိမယ်။အဲနောက်ပြီးတော့ပေါ့နော်ဒီကနေပြီးတော့ဒီ type ဒီမှာဆိုလို့ရှိရင်ပေါ့နော် နောက်လိုက်ကောင်းနေပေါ့။သူဟာဥဆောင်သူရဲ့နောက်ကနေပြီးတော့အဲလှုပ်ဆောင်ပေးတဲ့အခါမှာစနစ်တကျနဲ့ပေါ့နော်သူ ဟိုလုပ်ငန်းတွေကိုနောက်ကနေပြီးတော့ကောင်းမွန်စွာနဲ့ပေါ့နော်လှုပ်ဆောင်ပေးနေသူဒါဒီဟာသူကအထောက်ပံ့ပေးတဲ့နေရာမှာသူကပို့ပြီးတော့တော်တဲ့သူတွေပေါ့အဲနောက်ဆုံးမိတစ်ခုကကြတော့ type h ကကြတော့ကျမတို့သူကကြတော့ပေါ့နော်ဇေယျလက္ခဏာနှမျိုးနဲ့ပေါင်းဆက်နေတဲ့သူတွေပေါ့နော်အဲ့ဒါလေးတွေကိုဆွေးနွေးပေးခဲ့တယ်အဲ့ထဲမှာဆိုရင်သေးသေးအာတကျအာနေချက်တွေကိုတော့ကျမကနေ့မှာ ဒီ data နဲ့ socializer နှစ်ခုကိုပဲပေါ့နော်ဆွေးနွေးပေးနိုင်ပါတယ်နောက်နေ့မှာတော့ channel အကြောင်းအရာတွေကိုဆက်လက်ဆွေးနွေးပေးသွားမှာပါအဲ့ဒီမှာဆိုရင်လည်းဟိုပေါ့နော်ဒီကျမတို့ဒီညွှန်ကြားသူနဲ့ဆက်ဆံရေးကောင်းမှုသူဟာဆိုရဲပေါ့နော်ဟိုအခြေအနေတွေဟာပေါ့နော်အပြုအမူတွေဒီကိုကြီးကိုသွေးတွေဟာပေါ့နော်ပေါင်းဆက်တာရှင်းနေနိုင်တယ် အဲ့လိုမျိုးပေါင်းဆက်နေဆိုရင်တော့ပို့ပြီးတော့ကောင်းတာပေါ့လေဒီမှာဆိုရင်အာသချက်တွေပေါင်းဆက်နေတယ်ဆိုရင်ပို့ပြီးတော့ကောင်းတာပေါ့ရှင်အဲ့မှာဆိုရင်ဥပမာပေါ့နော်ညွှန်ကြားသူနဲ့ပေါ့နော်ဒါရိုက်တာနဲ့ဆိုရှယ်လိုက်ဇာဆက်ဆံရေးကောင်းမှုသူဆိုတဲ့ဒီကကိုကြီးကိုသွေးနှစ်ခုပေါင်းဆက်နေပြီဆိုပါစို့သူဟာเออအဖွဲ့အစည်းတစ်ခုကိုသူကဥဆောင်နိုင်တဲ့သူလည်းဖြစ်မယ်မိမိရဲ့အဖွဲ့အစည်းတွေပေါ့နော်မိမိဥဆောင်နိုင်တဲ့အဲ လူမျိုးလည်းဖြစ်ပြီးတော့နောက်ပြီးတော့အဲ့အဖွဲ့အစည်းထဲမှာရှိနေတဲ့သူတွေနဲ့ပေါ့နော်ဆက်ဆံရေးကောင်းမွန်တဲ့လက္ခဏာသူကပေါင်းလိုက်တာဖြစ်တဲ့ပေါ့နော်ညှိနှိုင်းဆောင်ရွက်တဲ့နေရာမှာကြာလေသူကအင်မတန်တော်တဲ့သူဖြစ်သွားမယ်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီလူမျိုးသူမျိုးကဥဆောင်နေတဲ့အဖွဲ့အစည်းတစ်ခုခုဆိုလို့ရှိရင်ပေါ့နော်ပို့ပြီးတော့ဒါဆက်ဆံရေးတွေအဲဒီကဆွေးနွေးရတာတွေလှုပ်ဆောင်ရတာတွေမှာဒီကိုယ့်ရဲ့ဒီအဖွဲ့ထဲမှာ ပါဝင်နေတဲ့သူတွေဟာ ပျော်ရွှင်ရွှင်နဲ့ပေါ့နော်အားလုံးဟာအဆင်ပြေစွာနဲ့လဲလှူဆောင်နိုင်တဲ့အခြေအနေမျိုးတွေကိုရရှိလာစေပါပါအဲ့တော့ကျွန်တော်တို့ဒီကဒီကိုကြီးကိုသွေးတွေကိုလေ့လာခြင်းအဖြစ်လဲပေါ့နော်ဒီလိုမျိုးလှူဆောင်မှုတွေကိုရရှိလာစေနိုင်တယ်ဆိုတာကိုသိရှိလာရတယ်အဲ့တော့ကျတော့မိမိမှာရောဘယ်လိုကိုကြီးကိုသွေးတွေရှိနေတော့ဆိုတာကိုလည်းပြန်လဲစမ်းစစ်လို့ရမယ်မိမိရဲ့ ဒီအိမ်သူအိမ်သားတွေရောမိမိရဲ့အပွဲစီတင်းမှာရှိတဲ့သူတွေရောပေါ့နော်ဘလို့ကိုကြီးကိုသွေးတွေရှိနေတော့အဲဒါရီကိုလည်းဟိုစနစ်တကျနဲ့ပေါ့နော်ငယ်ရွယ်စဉ်မှာဆိုရင်ကလေးငယ်ဘဝကလေးရပေါ့ဒီလိုကိုကြီးကိုသွေးတွေကိုပို့ပြီးတော့အားကောင်းလာဟောဒါပြုပြင်ပြောင်းလဲပြီးတော့တင် जा လမ်းညွှန်ပေးလို့ရတယ်။အဲ့တော့ကျွန်မအဓိကကိုကြီးကိုသေး၅မျိုးအကြောင်းကိုဆွေးနွေးပေးရတာပေါ့နော်။ဒါဒီဦးတယောက်ချင်းစီမှာရှိနေတယ်ဒီလို ခြေနေတွေရှိတယ်အာသာချက်တွေအာနေချက်တွေရှိရဲ့ အာသာချက်တွေဆိုလို့ရှိရင်ပိုပြီးအကောင်အာနယ်ချက်တွေကိုဒါထိန်းကြီးလို့ရအောင်ဆိုတဲ့အနေနဲ့ကျမဆွေးနွေးပေးခြင်းဖြစ်ပါတယ်။အဲဒီတော့ကြတော့ကျမရဲ့ဒီကိုကြီးကိုသွေးဆိုင်ရာလက္ခဏာ၅မျိုးမှာ ကျမယနေ့၂မျိုးရဲ့အကြောင်းဆွေးနွေးသားတယ်။နောက်နေ့မှလည်းပဲချက်ရှိနေသေးတယ်ပေါ့နော်။အဲ၃မျိုးအကြောင်းကိုဆက်လက်ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ယနေ့ကျမရဲ့ဆွေးနွေးချက်ကလေးကိုဒီကုန်းချုပ်ပြပြပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။